မနက်ခင်းအလင်းရောင်ဟာစစ်ဆောင်စခန်းတစ်ခုဖြစ်တဲ့အိမ်တော်တဲ့ဂုံးလေးကို စတင်ဝင်ရောက်လာပြီးဆိုတာနဲ့ကလေးငယ်တွေနဲ့အမျိုးသမီးတွေရဲ့လှုပ်ရှားမှုတွေအသက်ဝင်လာပါတယ်။ဒီစခန်းလေးကတော့ကီနီပြည်နယ်မဲဆဲမြို့နယ်ထဲမှာရှိတာပါ။ ta chỉ mi thì ra tập bao thì khả năng còn là mình mình tự ra nên còn ta ra trả này ta chỉ mi trả tới giao ấy thì à là chả mà đi, bà đi mà chưa có tiền ăn chi đâu chỉ khuyên làm chi đâu chỉ có giải trí đi được, thôi em nhà mà về chỉ khuyên em chút thôi đấy cái vui cái trái kia luôn cái yêu coi cái

ဒါဟာဆရာနာသိမ်းမှုရဲ့အကျိုးဆက်ကြောင့်မြေစာပင်ဖြစ်ရတဲ့အမျိုးသမီးကြီးငယ်တို့ရဲ့ဘဝတွေကအတန်တွေပါလူမျိုးကိုဒေတာဆီယာနာရှင်အောက်ကလွမြောက်ရေးအတွက်ရှည်တဲ့စစ်မြေနယ်ပြင်ကို အလှည့်ကျထွက်နေရတဲ့အခြေအနေတွေကြောင့်ဒီစခန်းလေးမှာ အမျိုးသားတွေမရှိသလောက်ဖြစ်နေပါတယ်။ ဘာတွေလောက်ကင်စားကြလဲလို့ဆိုတော့ဘာလုံးမရှိဘူးမှာဟိုမှာတော့လေအလူရှင်တွေဆရာပဲညစားရတယ်ပြောတော့အလုံးမရှိဘူးလေလုံးရှိကြောင်းအဲမမတို့ကအခုဘယ်ကနေဆစ်ဆောင်လာလဲပတ်သေးရပြန်လို့မရဘူးပေါ့อืมจ๋าลุเมียเราหนีจ๋าลุชื่อเราไอ้นี่แหละตลกก็ไม่ชื่อเราเลยไม่หลอกตรงนี้เป็นนี่ล่ะเป็นนี่ 190နီးပါးရှိပြီဖြစ်တဲ့ကယံအဖွားအိုကလွိုက်ကော်ဘက်ကစစ်ဆောင်လာသူပါဒီနေ့ဒီထူရဟိုမိုဘေးဘက်မှာထူထွားဟိုနံပါတ်ကိုဘက်မှာထူထွားအမိုရာအချာမနေရပေါ့အဖအချာမနေပြီးတော့အတာချာအချာရောဒီပေါ်ချကိုပြီးဘာမကြည့်ရဘူး thì mình sẽ chạy xuống xuất để nó mà ta nghe để là khổ bây giờ mỗi ý bộ mà mà chạy ê chứ bây giờ mà ê vũ chứ bây giờ ta chào đấy nhìn 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 này nó ý bộ ta chạy ê thì bị cãi chứ là xuống xuất của ပန်သိန်းရွာမှာနေထိုင်တဲ့သူချွေးမကဆစ်ဆောင်မှုခေါ်လာတာကြောင့်မယ်ဆင်းမြို့နယ်ပန်သိန်းရွာကိုသူရောက်ရှိခဲ့ပါတယ်။ခဏတာကြားလို့ပြေးလာတာဒီထက်ခဏထူရခဏထူရကျေအဖာအဖာတအားကြို့ဒီပရမကြီးတော့တအားကြော်လေလောလတ်ဖို့ မနေနိုင်တော့ဒါပေမဲ့လေဒီလိုအဖွားရဲ့ကြောက်စိတ်တွေမပြေပြောင်းနိုင်သေးခင်မှာပဲသူရောက်ရှိနေတဲ့ပန်တိန်ရွာကိုစစ်တပ်ကမီးရှို့ပုံကျဲတိုက်ခိုက်တာကြောင့်သူတို့တပန်စခန်းတစ်ခုပြီးတစ်ခုပြေးခဲ့ရပြန်ပါတယ်။ထပ်ပြီးတော့တဲတော်ရှိမိုးရဲရွာမုကမုကငါ့တမဲမုကရနေလို့ပြတာမို့ မြေကြီးပေါ်မှာမတိုက်အဲ့တယ်ငညာတော့နော်ဘယ်နဲ့နော်မဆော်ခီပဲရောက်လာအခုတော့ဒီအိမ်အောင်တဲ့ဂုံးစစ်ဆောင်စခန်းလေးမှာသူစစ်ဆောင်နေတာလင်းနေနေပါဖြစ်လာခဲ့ပါပြီ။ တရဲဘော်တဦးဖြစ်တဲ့ကယန်းပရောင်လူမျိုးသူ့အမျိုးသားဟာဖန်နှင်းရွာတိုက်ပွဲမှာကြဆုံးသွားခဲ့တာပါဒီကလေးကိုစနေကြလို့ဆိုတော့တပွဲဆတ်ဆုပ်ရတယ်ဗနဟိုသူကတတိယတတိယမှနေနေဆုံပြီဆိုတော့သူတို့လူကြီးကဟိုတတိယမှဟိုကလည်းဒီဓာတ်စီတေးကြီးကိုပြောလာတာဒီကရောက်ရတာအဲစစ်တာ လေးလာရောက်ကြတဲ့ဆောက်ဆူ6ခုတော့နော်6ခုနဲ့စားတော့ဒီအမထိသွားတယ်ဒီလေအစစလေးပဲထိတယ်သူတို့ပြောပြီးတော့မှဆွဲထုတ်တော့မှာနော်ဟိုလူကမဲစီလေးလေးလဲလာလဲဆွဲထုတ်နေသူတို့ခါကြည့်တယ်ပေါ့ဒီလာခါတော့အင်းဒီလေးစားတဲ့ချိန်မှာလည်းသူသူပြောတယ်တဲ့ကျွန်တော်မရတော့ဘူးတဲ့ခနိုင်တော့သူပြောတယ်တဲ့။အဲ့ဒါနဲ့သူပေါ်သူထူပြီးတော့နော်ထူပြီးရွှဲသွားတယ်လူရွှဲနေညမှာပေါ့။ ်ရှေ့တာကကြတော့လေထလာလေရတဲ့ရေကလေရှိလာကကြတော့နော်ချထားလိုက်တော့တဲ့ဒီလိုပဲပြီးရဲ့ဒီကောဒီကျော်ရဲ့မင်းအောင်လို့ရဲ့ဒီနေကျော်ရဲ့နော်လို့ပြင်းနေစီရအောင်လို့အဲ့ဒီအချိန်တုန်းကသူဟာထိုင်းနိုင်ငံဆောင်ရွာစစ်ဆောင်စခန်းမှာမီးဖွားနေခြင်းဖြစ်ပါတယ်ကျမလည်း ai chỉ là mi chuyên này cả tao rồi nó từ ti chăm ti cả tao um, sợ hi anh ấy rồi phụ bị lại mà sợ hi mà phụ cho cả tao rồi thì vậy mà trái khe nó từ phía mẹ giao làm là được vẫn nhiều rồi vẫn nhiều rồi mình tiếp nhận được đó mẹ làm được tìm hả ra chả mà chẳng hạn tiếp chặt gì ွယ်ကလေးနှစ်ယောက်နဲ့မုတ်ဆိုးမပေါ်အောင်မို့ယာယီတဲရင်စောက်ဖို့အရေးတောင်သူအတော်လေးရုန်းကန်ခဲ့ရပါတယ်။ဆောက်တဲ့ခြေတော့သူများခေါ်မူဒီအမူပေါ့နော်ဒီဖက်ဖက်ဆိုကြမှာကွက်ကူထည့်ရတော့ရှိတဲ့ပစံဒီနေနဲ့ပြောမူဒီဖြေဒီမူခွင့်နဲ့ပတ်ပြစီရမယ်ဆမစီပြီးမှဝေးပြီးမှဒီလိုဆောက်တော့အမူတော့ဒီမြမူကူပါလေဖဲတော့ကွက်ကူဝေးတယ်ဒီတဲ့ပြလေးလေးကွက်ကူရှာဝေးရေပုတ် ီကနေနေပြီပေါ့နော်ဒီလိုဆောင်းနေဒီလိုအခြေအနေမျိုးမှာပြန်မလာနိုင်တော့တဲ့သူ့ယောက်ျားကိုပို့တိုးလို့တတိယရင်သူ့ပူစေးဝန်းနေမှုတွေကပြည့်ကျက်လို့နေပါတော့တယ် ဒီစကန်ကလူတွေအားလုံးရဲ့တူညီတဲ့ဆန္ဒတစ်ခုကတော့သူတို့ရဲ့ရွာကိုအေးအေးချမ်းချမ်းပြန်နေခြင်းကြတာပါပဲ။ ชาติยังชิคือสิลอลาเออติชาติปาอากเมทูเมลีไปเพลมานาไปกิการแล้วไปดอไปชูซี่อยู่ดีพูดนะฮะกูกูอี กูเลกูอีเป็นนี่เป็นลูกสาวสิเลยอีสิสิเป็นนี่สิเลยอีสิจะบอกอีสิละไม่สิละจี่เดียวไม่จีเย่วลาละชูหรอ ကခရလူမြပြောရငါတေချတေလူမြပြောရကိုစဖို့လုံးစားလို့မမရှိဘူးတခဲရစိပိပါဒါရီဟာစီးရဲစူးကျူးတွေကိုခါးစီးခံနေရတဲ့အမျိုးသမီးကြီးငယ်တွေရဲ့ဘဝတွေပါ။ 那是买鸡的，那没有家了，不是就没。嗯。比如说，比没媳妇，也丢了，也丢了，不过老说了，到底了不？离家开了，说说了，离家，离家批了，大所以的，弄对了，那，他个那，去。 ကြည်ဒုက္ခတရားတွေဟာပြည်ရင်းစစ်ကြီးမရက်သရွေတော့ဆက်လက်ရင်ဆိုင်နေရအောင်မှာမလွဲပါပဲ။